စာရေးသူဆရာတက်လုံရေးသားထားတဲ့တတိယနာဖြင့်နားထောင်ခြင်းဆိုတဲ့စာအုပ်ထဲကစိတ်ကိုထိန်းချမြည်ဆိုတဲ့ခေါင်းစဉ်လေးကိုဖတ်ပြပေးကြပါရစေ။ကျမတို့စာဖတ်သူခုံးရှချူပါ။ Listeners Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါရစေ။စိတ်ကိုထိန်းချမြည်တင်းစိတ်နဲ့တင့်ကိုယ်ရောတင်းလှုပ်စေခြင်းတလို့လှုပ်ကြပါလိမ့်မယ်။တခုတော့ရှိတယ်။တင်ရသူတို့ကိုစေခိုင်းတဲ့အခါမှာပူညံပူညံမလုပ်ဘဲ တတိရှိရှိမိမိကိုမိမိယုံကြည်မှုအပြည့်မျှော်လင့်ချက်အပြည့်နဲ့စေခိုင်းဖို့တော့လိုအပ်ပါလိမ့်မယ်။သူတို့ကိုတင်ခိုင်းလို့မရတာတောကကြောင့်ဖြစ်နိုင်တယ်။တောကကအာယုံတင်းကျပ်မှုအပျော့စားဖြစ်ပါတယ်။တကယ်တော့တောကသို့မဟုတ် စိတ်ပူခြင်းကအကျင့်ပါနေတာပဲဖြစ်တယ်။တောကဖြစ်ရခြင်းအကြောင်းရင်းတွေကကြောက်ရွံ့ခြင်းဘေးမကင်းမှုလို့ခံစားနေရခြင်း မပြည့်စုံဘူးလို့ခံစားနေရခြင်းလိုပဲဖြစ်ပါတယ်။တချို့တော်သူတွေကမွေးကလေးကပင် စိတ်ပူတတ်သူတွေဖြစ်လာကြပါတယ်။ဘယ်အချိန်အနည်းကလေးကို ရင်ဆိုင်ရတာပဲဖြစ်ဖြစ်အဆိုးဝါးဆုံးကြုံပြီးတော့မြင်လိုက်ကြတယ်။ကြုံပြီးတော့မျှော်မှန်းလိုက်ကြတယ်။ဥပမာနေမကောင်းဖြစ်တယ်လို့ကြားရတာ ਉਹ ပဲ။ဟဲ့တိတ်တော့မှာပဲလို့ကြုံပြီးတော့တွေးပြလိုက်ကြတယ်။သူတို့ဟာဆိုးဝါးတဲ့ဖြစ်ရက်တွေထဲမှာပဲကောင်းမွန်ချက်အကျိုးရှိချက်ကလေးတွေပါလာတတ်တာကိုမတွေးမိကြပါဘူး။ တကယ်တော့တောကဖြစ်တတ်တာမိမိရဲ့ကျမ်းမာရေးဘဝမှာပျော်ရွှင်ရေးလောက်ရည်ကရင်ရှိမှုစတာတွေကိုများစွာထိခိုက်စေပါတယ်။ဒါဆိုရင်တောကကိုဘယ်လိုမျိုးပယ်ဖြောက်ရမလဲ။မခဲရင်မအောင်လှုပ်ချင်စိတ်ရှိဖို့ပဲလိုပါတယ်။ရှင်းဥစွာကြုံတွေ့ရချက်တစ်ခုချင်းကိုကြုံတွေ့လာတဲ့အခါမှာရင်ဆိုင်ပါ။ပစ္စုပန်မှာပစ္စုပန်အရေးကိုဘယ်လိုကင်တွယ်ရမလဲဆိုတာကိုပဲစဉ်းစားလောက်ကင်ပါ။ မရောက်လာသေးတဲ့အချိန်အတွက်လောက်ကင်စရာမလိုတာတွေကိုစဉ်းစားမနေပါနဲ့လက်ရှိကိုရောက်လာတဲ့လောက်ကင်စရာအတွက်လည်းပူညံပူညံလောက်မနေပဲအေးစစ်စစ်ပဲတိုင်တွယ်ပြစ်လိုက်ဖို့ရှိပါတယ်စာရေးဆရာကြီး Robert Louis Stevenson ကအောက်ပါတိုင်းပြောပြပါတယ်ဘသူပဲဖြစ်ဖြစ်ဘလောက်ပဲခဲရင်တဲ့ဝင်ထုတ်ကိုပဲဖြစ်ဖြစ်ညင့်အထိတဲပိုးနိုင်တာကြီးပါပဲဘလောက်ပင်မန်းတာဖြစ်ဖြစ်တနေ့တာတော့ လုံနိုင်နိုင်ကြီးပါပဲကဲဘဝအတွက်ကလည်းဒါပဲလိုတာမလားမှန်ပါတယ်တနေ့စာတနေ့လုတ်ကင်ဖို့သာလိုအပ်တယ်ဒီနေ့အဖို့လုတ်ဆရာရှိနေတာကိုလုတ်တယ်ဆိုရင် မနှက်ဖြန်အတွက်ပူပင်ဆရာမလိုပါဘူးလူတွေကိုဒုက္ခပေးနေတာကဒီနေ့အဖို့ကို အာယုံဆိုင်ရမယ်အစားမနှက်ဖြန်အတွက်ထာဝစဉ်တွေးပူနေတတ်တာပဲဖြစ်ပါတယ်တကယ်တော့တစ်ချိန်မှာခြေတလှမ်းသာလှမ်းဖို့လိုအပ်ပါတယ် ဒုတိယအဆင့်လှုပ်ဆောင်ရမှာတော့ကြုံတွေ့နေရတဲ့ပြဿနာဒါမှမဟုတ်အကျဉ်းချက်ကိုအရှိကိုအရှိအတိုင်းကြည့်ပြီးတော့တကိုယ်တည်းပင်တကယ်လို့များငါဘာမှမဆိုင်တဲ့ဘေးလူတယောက်သာဆိုရင် စိတ်ညစ်စရာစိတ်ပျက်စရာတွေကို တွေးမလားဆိုပြီးတွေးတောဆင်ခြင်လိုက်ရပါမယ်ဒီလိုပြုလုပ်တာပြဿနာကိုဘေးမှထွက်ကြည့်ခြင်းဖြစ်ပါတယ်အဲ့ဒီလိုမျိုးပြဿနာသို့မဟုတ်အကျဉ်းချက်ကိုဘေးမှထွက်ကြည့်လိုက်ပြီးဆိုတာနဲ့တပြိုင်နက် ဘာကိုလှုပ်တင်နေဆိုတဲ့အဖြေကအံ့ဩပွဲရာထွက်ပေါ်လာလေးရှိပါတယ်။စစောကတင် မရှိဘူးလို့ထင်ခဲ့ရတဲ့မျောလင့်ချက်တွေအားတက်စရာတွေမအောင်မမြင်ဖြစ်စရာအတွက်အယောပေးအားဖြည့်မှုတွေကိုတင် တွေ့ရပါလိမ့်မယ်။လောကမှာခေါင်းအေးအေးထားတက်ကြတဲ့သူတွေကပြဿနာကိုဘေးရထွက်ကြည့်တတ်တဲ့သူတွေပဲဖြစ်ပါတယ်။တင်ကြုံတွေ့နေရတဲ့အခြေအနေကတကယ်ပဲဆိုးဝါးနေတာဖြစ်ပါစေ။တဲ့ဒီကိစ္စမှာငါဘာလုပ်နိုင်မလဲဆိုပြီးတော့စင်ကျင်တာ အားတိုးစည်းတစ်ခွက်ကိုမှီဝဲလိုက်ရသလိုဖြစ်ပါတယ်။ပူပန်တဲ့သူတွေတုံမီထားတဲ့အစိမ့်အတောက်ကဘာမှမလုပ်တာပဲဖြစ်တယ်။ပြေတနာတရက်ဟာဘာမှမလုပ်ပဲထိုင်ကြည့်နေရင်တော့ပြေလည်းမသွားနိုင်ပါဘူး။တကယ်လို့လွန်မြောက်သွားတယ်ဆိုရင်လေတင့်ကိုဒုက္ခပေးလို့သာလွန်မြောက်သွားပါလိမ့်မယ်။လှုပ်တင့်လှုပ်ထိုက်တယ်လို့စင်ချင်းစဉ်းစားမိသမျှပြုလုပ်သူတို့ပြေတနာအချင်းချက်တော်လဲပြေပြောက်ရပါတယ်။သူမသာသူလွန်မြောက်သွားပြန်ကလည်း တင့်အတွက်အကျိုးကျေးဇူးခြံရစ်ပြီးလုံမြောက်သွားရပါတယ်။အမှန်အဖြစ်တော့ပြဿနာနဲ့ပတ်သက်ပြီးလုံနိုင်ချက်တစ်စုံတစ်ခုကိုတွေးမြင်လိုက်ရပြီးဆိုရင်ပင်စိုးရိမ်တော့ကရဲ့90ရာခိုင်နှုန်းကပျောက်ွယ်သွားရတယ်။အဲ့ဒီလုံကင်နိုင်ချက်ကိုကောက်လုံလိုက်ပြီးဆိုရင်ပဲနောက်ထပ်40ရာခိုင်နှုန်းလောက်ပြေပြောက်သွားရတယ်။ဒီလိုနဲ့လုပ်ငန်းပြီးစီးခြင်းမတိုင်မီတင့်မှာတော့ကမရှိတော့တဲ့လို့ဖြစ်ရပါတယ် ကျောင်းဆောင်မေးပွဲမှာတင့်ဖြေဆိုရဲဆိုုံနဲ့တော့ဆောင်မေးပွဲအောင်ခြင်းမအောင်လိမ့်မယ်။တင့်ဖြေဆိုချက်မှန်ကန်မှသာအောင်မြင်မှာပဲဖြစ်ပါတယ်။ဘဝမှာတော့ဒီနေရာမှာကွာခြားကွဲပြားတယ်။တင့်လှုပ်ရှားလုံးကင်ပြီးဆိုရင်ပဲဘဝရဲ့အခက်အခဲတွေကတစ်စစ်ချင်းပြေလည်လာရတာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အခက်အခဲဆိုတာပြေပြစ်နေတဲ့အရာတစ်ခု ထုံးဖွဲ့သွားခြင်းဖြစ်တာကြောင့်ပါပဲ။ ထုံးဖွဲ့သွားတဲ့အထုံးမှန်သမျှစိတ်ရှည်ရှည်နဲ့ကြိုးစားဖြေလို့ရှိရင် အထုံးပြေသွားတာပဲဖြစ်ပါတယ်။ကြိုးတုံးကိုစိတ်ရှည်ရှည်နဲ့ဖြေရသလိုဘဝရဲ့အခက်အခဲအကျဉ်းချက်ကိုခေါင်းအေးအေးနဲ့ဖြေရှင်းရပါတယ်။ဒါပေမဲ့ပူပန်စရာတွေကဒရဂျန်ဖြစ်နေတဲ့ယနေ့လူလောကကြီးထဲမှာတရားခေါင်းအေးအေးထားနိုင်ဖို့အတွက်ဘဝမှာနေထိုင်မှုနဲ့ပတ်သက်တဲ့ရဲဝတ်နဲ့ခံယူချက်အတွေးအမြင်တော့ရှိရပါလိမ့်မယ်။ ဒီနေ့လူအများအတော့ကြီးတထွေးနဲ့ဖြစ်နေကြတယ်။ဘာကြောင့်လဲ။သူတို့ရဲ့အချင်းတန်တန်မှာ အားထားစရာတွေကင်းမဲ့နေတာကြောင့်ဖြစ်ပါတယ်။အရေးကြုံခဲ့ရင် နောက်မှာမိထားစရာခံယူချက်မရှိခင်းလင်းကြီးဖြစ်နေတယ်။သူတို့မှာအဆုံးစွန်မှန်ကန်တဲ့ဘာသာရေး၊ယုံကြည်ချက်၊သဘောတရားလုံးဝမရှိနေတာကြောင့်ဖြစ်ပါတယ်။ကျွန်တို့ရှေးလူကြီးတွေပြောနေကြဖြစ်တဲ့သူကပူပန်တော့ကဖြစ်ရမှာပေါ့လေသူ့မှာတရားမှမရှိတာဆိုတဲ့စကား မှန်ကန်လှပါတယ်။ဝင်းနေမှာအခန်းအနေနဲ့တရားရှိဖို့တော့လိုအပ်တယ်။ကျွန်တို့မြန်မာလူမျိုးတွေအချင်းချင်းနဲ့ကြုံရရင်ခံနိုင်ရင်ရှိကြခြင်းကတော့အရာရာမတည်မြဲပါဘူးဆိုရက်တရားသဘောခံယူချက်ဟာလူတိုင်းလိုလိုဝမ်းနေမှာ ရှိနေရကြောင်းဖြစ်တယ်လို့ကျွန်တို့ယုံကြည်ပါတယ်။ကျွန်တို့မြန်မာလူမျိုးတွေကအခြားသောလူမျိုးတွေနဲ့စာရင်တရားနဲ့ဖြေနိုင်ကြသူတွေဖြစ်ပါတယ်။ ဒါကြောင့်ပဲမြန်မာတွေတော်ယုံနဲ့အပြုံးမပြတ်ကြတာဖြစ်ပါတယ်။ဘဝမှာကြုံတွေ့ရတဲ့အခြေအနေတွေကိုရင်ဆိုင်ရမှာလှုပ်ခနဲစိတ်လိုက်မှန်ပါပြုမှုပြောဆိုတတ်တာအားလည်းအစိတ်အတော့တစ်ခုဖြစ်ပါတယ်။ထိမ့်ချုပ်ထားနိုင်သည်ရှိသောထိတ်ဆုံးသို့တက်နိုင်တဲ့အခွင့်အလမ်းပွင့်နေလှုပ်ခနဲစိတ်ပေါက်ပြီးတစုံတစ်ခုပြောတော့မယ်ဆိုရင်သတိထားပြီးတော့စိတ်ထဲကနေတစ်ကနေတစ်ဆယ်အထိရေတွက်လိုက်ပြီးတော့မှစကားကိုထုတ်ပြောပါဆိုတဲ့နီးကလေးရလည်း လွယ်လွယ်နဲ့ထိရောက်လာတဲ့နီလန်ကောင်းလေးတစ်ခုဖြစ်ပါတယ်။ခဒန်းစဉ်ရေထွက်တာကစိတ်ကိုထမ်းရမှာများစွာအထောက်ကူပြုပါတယ်။အချို့ပုံကိုယ်တွေကဝင်သက်ထွက်သက်ရှုမှတ်တတ်ကြတဲ့အခါမှာခဒန်းစဉ်ထိုးပြီးတော့ရှုမှတ်တဲ့ကျင့်စဉ်တွေရှိတာကိုလည်းကျွန်တော်မှတ်သားလေ့ကျင့်ပူပါတယ်။ကျွန်တို့ကရန်သူကိုကြောက်ကြတယ်။ရန်အောင်နေဆိုတဲ့ဂါထာမန္တန်လေးကိုစိတ်ကြတယ်။တရစင်ကြတယ်။ ဒါပေမဲ့တင့်ကိုတကယ်ပို့ပြီးတော့ဘေးအန္တရာယ်ပြုနိုင်သူပါတင့်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ကျွန်ုပ်တို့ရဲ့ရုပ်ခန္ဓာကိုစိတ်ခံစားမှုတွေက나이မလက်ပြုပြင်ပေးနေတာကြောင့်ဖြစ်ပါတယ်။တင့်ရဲ့စိတ်ခံစားမှုကတင့်ရဲ့ကျန်းမာရေးကိုဖျက်ဆီးနိုင်တယ်။မုံတီးခြင်းဆိုတဲ့စိတ်ခံစားမှုကဆိုးဝါးတဲ့စိတ်ခံစားမှုတစ်ခုဖြစ်ပါတယ်။မုံတီးစိတ်ကြောင့်ပဲများစွာသောလူတွေက나တာရှင်သွေးတိုးရောဂါခံစားရတယ်။ ထမမဟုတ်ရင်နှလုံးရောဂါခံစားရတယ်။ဒီနေ့မှမုံဒီစိတ်ကိုပယ်ဖြောင်းရင် လူဟာမနှက်ဖြံမှာထူရောဂါတွေကင်းကုန်မှာပဲဖြစ်ပါတယ်။ကိုခန္ဓာဆိုတာစိတ်ကောင်းခိုနားဖို့အတွက် ဖြစ်လာရခြင်းဖြစ်တယ်။မကောင်းတဲ့စိတ်ထားအတွက်ဖြစ်ပေါ်နေတာမဟုတ်ပါဘူး။ American သမရဖြစ်ခဲ့ဖို့သူ Eisenhower ကကျွန်တော်မနစ်တက်တဲ့လူတွေနဲ့ကြုံရဆုံရရင်သူတို့အကြောင်းတွေးနေတာကိုကျွန်တော်ရက်ပစ်လိုက်တာပဲ။ဆိုပြီးတော့ မုံတီးစိတ်ပေါ်လာမှဆိုလို့လုံးဝမတွေးဘဲနေလိုက်တာဖြစ်ပါတယ်။ဖြောင့်မှန်မှုမျက်နိုးတဲ့စိတ်ကိုဝင်းမြူရပါမယ်။ရန်သူပင်ဖြစ်ပစဉ်ချီကျူးလေးစားထိုက်တဲ့အချက်မှချီကျူးလေးစားမှပဲဖြစ်ပါတယ်။ရာဇာတရအရေးတော်ပုံဖတ်ကြည့်လို့ရှိရင်စစ်တိုက်နေတဲ့ကြားပင်ရန်သူမမုန်းတဲ့သဘောတွေကိုတွေ့ရပါလိမ့်မယ်။မိမိရဲ့အဆုံးဖြတ်နဲ့ပတ်သက်ပြီးတော့လေငါထောက်စင်မှန်နေတယ်လို့အသေးမှတ်ထားခြင်းမပြုတင်ပါဘူး။ ငါစုံဖြတ်ချက်မှားနေတယ်မှားနေတယ်ဆိုပြီးတော့ပြန်လဲစင်ကျင်ပြီးရန်သူဟိုပင်လျင် ခွတ်လွတ်အောင်ကြိုးစားရပါလိမ့်မယ်လူတွေကိုခွတ်လွတ်တာလူတွေအပေါ်မှာ နားလဲတာပဲဖြစ်ပါတယ်ကျွန်ုပ်တို့ရဲ့စိတ်ထားတွေကတခါတရံမီးနဲ့အလားတန်တူပါလိမ့်မယ်ဒါပေမဲ့မီးဟာကျေးကျုံအဖြစ်လွန်စွာကောင်းပေမဲ့တခင်အဖြစ်ဆိုပါကဆိုးရွားလှပါတယ် ဒီနေရာလေးမှာတော့စာရေးသူဆရာတက်လုံရေးသားထားတဲ့စိတ်ကိုထိန်းကြမယ်ဆိုတဲ့ကောင်းစင်လေးကတော့ပြီးဆုံးတော့ပါပြီရှင်။ခုချက်တော့နောက်ထပ်ကောင်းစင်လေးမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။